အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဒီနေ့တင်ပြပေးခြင်းရဲ့အကြောင်းအရာကကြတော့လေယာဉ်မီမီကို အခြားနည်းသုံးဆဲပုံရှောက်ထားတဲ့အခါမှာဘလို့အချက်လက်တွေပူတွဲတင်ပြရမှာလဲ။စရတဲ့အကြောင်းအရာမျိုးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။ နေရမြူကြီးကိုအခြားနေသုံးဆွဲပွင့်လျှောက်ထားတဲ့အခါမှာနေရမြူလုပ်ပိုင်ခွင့်ပြုနေရမြူလုပ်ပိုင်ခွင့်ပြုလက်မှတ်ခေါ်လို့ပုံစံခေါ်ရရှိထားတဲ့အမီပေါက်ကိုယ်တိုင်ကသာလည်းရင်လျှောက်ထားလို့ရမှာဖြစ်ပါတယ်ရှင်။ဘလို့အချက်လက်တွေလိုတာလဲဆိုတော့မြေစင်းပုံစံ105 106ပုံစံခေါ် location map လို့ခေါ်တဲ့မြေတိရှိရာအခြေပြမြေပုံရဲ့ site plan ရဲ့နောက်ပြီးတော့လည်း ်ဓပုံမတန်ဒီပုံဝင်ရှင်ပြညီပုံရယ်ပုံဝင်ရှင်ပြညီပုံရယ်ဓပုံမတန်ရယ် site plan ရယ် ရက်ကွက်နဲ့ကြည့်ရအောင်စုလဲရမည်စီမံခန့်ခွဲရေးအဖွဲ့ရဲ့ထောက်ခံချက်တွေပြီးတော့လျှောက်ထားတဲ့သူရဲ့ဂရုဝန်ခံချက်အပြင်မိတ်ဆွေရှောက်လျှောက်ထားမယ်လဲရမည်ရဲ့ပေါ်တော့ဘေးပတ်ဝန်းကျင်မှာရှိတဲ့လဲသမားနှစ်ဦးရဲ့ထွက်ဆိုချက်အပြင်မိတ်ဆွေရဲ့နှပ်ပုံတင်မိတူပါပူးတွဲတင်ပြရမှာဖြစ်ပါတယ်ဒီလိုမျိုးခုနကျွန်မပြောခဲ့တယ်ပေါ်တော့အချက်လက်တွေစုံပြီးဆိုတာ ਨੇ သက်ဆိုင်ရာဒီညနေလေးစီမှာ ပုံစံဆက်လိလို့ခေါ်တယ်အခြားနည်း30ခွင့်ပြုမယ်ရှောက်လာပေါ့နော်ရှောက်လာမှာလိုအပ်တဲ့အချက်လက်တွေကိုရေးသားဖြည့်ဆွက်ပြီးတော့လေယာဉ်မြို့ဥတွေပုံမှာ29ပုံပုံမှာ30ကခအရာအမှုရဲဖွင့်လည်ပြီးတော့ဒီတက်ဆိုင်ရာဌာနအနေပြီးတော့နော်ဆောင်ရွက်ပြီးမှာဖြစ်ပါရဲ့ရှင်ဒီလိုမျိုးဆောင်ရွက်တဲ့အခါမှာ နော်အခြားမိတ်ဆွေရဒီဘလို့အကြောင်းရပေါ်မှာကိုတည်ပြီးတော့အခြားနီးသုံးဖက်ပဲရှောက်ထားတာလေနောက်တစ်ခုကကြတော့ဒီအကျယ်ဝန်းပေါ်ကိုတည်ပြီးတော့လေမိတ်ဆွေရဥပမာတေကလားဒါမှမဟုတ်လို့ရှင်ငါးေကလားဒါမှမဟုတ်လို့ရှင်ဧကအနာရှိပေါ်တော့ရှောက်ထားတာလားဒီအချက်လက်တွေပေါ်မှာကိုတည်ပြီးတော့ကြာချိန်ကြီးရလေပွဲတဲ့နိုင်တယ်လို့ဒီအခြားနီးသုံးဆွဲခွင့်ချပေးတယ်ချပေးတယ်ဆိုတာကလည်းကွဲပြားနိုင်ပါလေ လူနေထိုင်ခွင့်ပြုရန်အတွက်ဆိုလို့ရှိရင်တော့ဒီကျမခုနကခုနကပေါ့နော်ပြရတဲ့ ကုနကတင်ပြတဲ့အချက်လက်တွေအပြင်မိတ်ဆွေကဒီလိုအချက်လက်တွေအပြင်ပေါ့နော်လူတီထိုင်ရမဟုတ်ဘဲနဲ့စားတောက်ဆိုင်နေနောက်တစ်ခုကကြတော့ဒီဒီပြည်သူတွေရဲ့အကျိုးစီးပွားအတွက်ရည်ရွယ်ပြီးတော့စာတင်ချောင်းကြီးစီယုံစီကန်တီစီယုံစီကန်နေစောင့်မယ်သာသနာနင်းမျိုးတွေအတွက်အသုံးပြုမယ်ဒီလိုမျိုးကြီးဆိုလို့ရှိရင်တော့တပ်ဆိုင်အောင်ဝင်ကြီးဌာနရဲ့ခွင့်ပြုမင်းရယူပြီးတော့လိုင်းစင်လိုင်းစင်ရှိမှသာလည်းပေါ့နော်အခြားနည်းသုံးဆွဲခွင့်ကိုအသုံးပြုမယ်ရမှာဖြစ်ပါတယ်ရှင် အခုကျမတင်ပြပေးခဲ့တင်ပြပေးခဲ့တာကတော့ပေါ့နော်လေယာဉ်မျိုးအခြားနည်းသုံးဆွဲခွင့်ရှောက်ထားတဲ့အခါမှာရှောက်ထားတဲ့အခါမှာလိုအပ်တဲ့အချက်အလက်လိုအပ်တဲ့အချက်အလက်ကိုတင်ပြပေးချင်တာဖြစ်ပါတယ်။မိတ်ဆွေတို့ရှောက်ထားတဲ့အပေါ်မှာအခြားနည်းသုံးဆွဲခွင့်ချပေးခြင်းမချပေးခြင်းဆိုတာကကြတော့ဒီ ်တက်ဆိုင်ရာပေါ်တော့ဌာနကနေပြီးတော့တမတ်ချက်တွေကိုပြည့်မီအောင်ဒီ၎င်းတို့တောင်းဆိုတဲ့အချက်လက်တွေကိုမိဆွေကအပြည့်အစုံတင်ပြမှတာလည်းမိဆွေကိုအခြားနေတုံးဆွဲခွင့်ချ